ဂုတ်ကြီးရတုန်ကိုဟက်ကတုံးရဲ့လေပါကွန်စီစီအရှုံးခံပြီးရောင်းသွားမဲ့ KG အလုံးမင်္ဂလာပါချန်ပီယံစေကုနဲ့ကြေယူနေတဲ့ဂိမ်းမှုတို့ကတော့ဒီပြောင်းရွှေ့ရာသီမှာတိုက်စစ်ပိုင်းတစ်ခုလုံးကိုအပြောင်းလဲပြုလုပ်ဖို့ရကြံဆောင်နေပါတယ်ဂိမ်းမှုတို့အတိတဲ့အတိုင်းပဲကစားသမားဝင်ရင်တောင်ပြောင်းရွှေ့ခြေတွေမတန်ဆပေးရလိမ့်ရှိပေမယ့်ကစားသမားပြန်ရောက်ရမှာတော့အရှုံးခံရောင်းတဲ့တင်မျိုးဖြစ်ပါတယ်ဒါကြောင့်မယ့်ကစားသမားတို့အရန်နေပြောင်းရွှေ့ခြေမြင်မာနေပြီဆိုရင်ဂိမ်းမှုတို့စီတရားသီလောက်ဖြစ်ဖြစ်သွားကစားခိုင်းလဲလို့တော့မှစိုးရမှာပါ ဘလောက်ပဲဈေးကွက်တန်ကြီးမြန်မာနယ်ကစားသမားဖြစ်ဖြစ်ဂိတ်တို့စီကစားပြီးပြီဆိုရင်ခြေစွမ်းရတန်ကြီးပါထိုးစင်းတော့တာပါပဲ အခုဆိုရင်ဂိမ်းမိုးတို့ဝယ်စဉ်ကပျောက်ရွှေကြီးမတန်တဆအသုံးပြုခဲ့ရတဲ့ကစားသမားတွေကိုဈေးချပြီးလက်ရောက်နေရပြီဖြစ်ပါတယ်။ဂိမ်းမိုးတို့ကစံချိုကိုပေါင်တန်း87နဲ့ပေးဝယ်ခဲ့ပြီးမယ်။လက်ရှိမှာပေါင်တန်း30ကျော်ရရင်ရောင်းထုတ်သွားမှာဖြစ်တယ်လို့ဝိုင်လန်းကိုလည်းပေါင်82တန်းတိအသုံးပြုပြီးဝယ်ထားရပြီးမယ်။ပေါင်တန်း30အထက်ပြန်ရမယ်ဆိုရင်ရောင်းထုတ်သွားတော့မှာပါ။ဝိုင်လန်းကိုဝယ်ယူခဲ့စဉ်ကသုံးခဲ့တဲ့ပေါင်82တန်းဆိုတာဟာဟယ်ရီကိန်းဟိုစင်ရတို့လိုတက်တည်ပြပြီးသားတိုက်စစ်မှုတွေကိုဝယ်လို့ရတဲ့ပမာဏမျိုးဖြစ်ပါတယ်။ဂိမ်းမိုးတို့ဟာဂုတ်ကြီးအန်တိုနီကိုလည်းများစွာရှုံးခံပြီးရောင်းချသွားဖို့ရလှုပ်ဆောင်နေပြီးဖြစ်ပါတယ်။အန်တိုနီကိုခေါ်ယူဖို့ရဂိတ်တူရဲ့ပဲ့ကန ်ရင်ဟောင်းဟက်ကတွန်းကင်တွင်နေတဲ့လေဘကူစင်တဲကကြိုးစားနေရပါဂိမ်မိုးတို့ဟာဟက်ကတွန်းလက်ထက်2022ခုနှစ်အပြောင်းရွှေ့နောက်ဆုံးနေ့မှာဘုတ်ဂျီအန်တိုနီကို IS အတင်းကနေပြောင်းရွှေ့ပြီးပေါင်87တသမ3တန်နဲ့ခေါ်ယူခဲ့ပါတယ်အန်တိုနီယာဆိုပါချင်းတို့ကနယ်သာလန်လီရဲ့အကောင်းဆုံးကစားသမားဖြစ်နေတာကြောင့်ဂိတ်ဖန်နေစိတ်ငြိမ်စွာအများကြီးမျှော်လင့်ခဲ့ပါတယ်ဆက်ဆရောက်ချင်းပွဲမှာစင်ပြန်ကြီးတို့ဘက်ဂိုးသွင်းနိုင်ခဲ့သေးတာကြောင့်ဒီဂိုးနဲ့တင်တန်းတရာတန်နေပြီလို့ဂိတ်ဖန်ဒီကြောင့်ပြောစမှတောင်တွင်ခဲ့ပါသေးတယ်ဒိုင်မလန်အန်တိုနီယာဂိတ်တို့စီမှာအင်မတန်ယုံကန်ခဲ့ရပြီး200ဒီခွဲကာလမှာ66ပွဲကစားက12ဂိုးသွင်း5ဂိုးသာဖန်တီးပေးနိုင်ခဲ့ပါတယ်ဒါအတူရဲ့ပြောင်းရွှေ့ ေချင်းနဲ့တွက်ဆမယ်ဆိုရင်အင်မတန်မှနေပါလေပမာဏပါဟက်ကတုံးကြောင့်ပဲဂိမ်မိုးတို့စီကြောက်လာတဲ့အန်တိုနီယာဟက်ကတုံးထောက်ခံရတဲ့ချိန်မှာပွဲထုတ်ခွင့်ရဖို့တဲ့ရုံးကန်လာရတာဖြစ်ပါလေ 2024ခုနှစ်အောက်တိုဘာလမှာတဟန်ထုတ်ကန်ရပြီးတဲ့နောက်အန်တိုနီယာနီပြတဲ့အမော်ရီလက်ထံမှာနေရာမရတော့တာပါ။အဲဒီနောက်ပြီးခဲ့တဲ့ဇန်နဝါရီလပြောင်းရွှေ့မှာလာလီဂါကလပ်ရီယက်ဆိုစီတဲ့တင်းစီ6လ5ဆာချုံနဲ့ပြောင်းရွှေ့လိုက်ရတော့တာပဲဖြစ်ပါတယ်။ဆိုစီတဲ့မှာတော့အန်တိုနီယာခြေစွမ်းပြနိုင်ပြီးအရေးပါတဲ့အတွင်းကိုတွေကိုလည်းခက်ဆိတ်ဆိတ်တွင်းယူပေးခဲ့ပါတယ်။ဘက်တီမှာအန်တိုနီယာကိုကိုတင်ငါးကိုဖန်တီပေးနိုင်ခဲ့ပြီးအတင်းအတွက်အဓိကကစားသမားဖြစ်ခဲ့ပါတယ်။အန်တိုနီယာဘက်တီကိုလာလီဂါဆင်း6နဲ့ယူရိုပါလိဝင်ကွင်းရောက်ကူညီပေးနိုင်ခဲ့တယ်လို့ကွန်ဖရင့်လိဖိုင်နယ်ကိုလည်းဖွင့်ဆောင်ပေးခဲ့ပါတယ်။စပိန်မှာခြေစွမ်းပြနိုင်ခဲ့ပေမဲ့ဂိမ်းမိုးတို့ကအန်တိုနီကိုအတင်းမှာဆက်လက်ကစားစေတော့မှာမဟုတ်ပါ ါဘူး။ဂိမ်းမိုးတို့ဟာတိုက်စစ်ကိုအစားဆုံးပြောင်းလဲဖို့စီစဉ်နေပြီးတော့အတူနေပါဝင်ရှိသမျှကုန်ရှင်းထုတ်နေပါတယ်။အစားထိုးနေတဲ့ဂိမ်းမိုးတို့ဟာ Wolf အသင်းက Matthias Konya ကိုပေါင်း62.5တန်းနဲ့ခေါ်ယူထားနိုင်ပြီဖြစ်ပါတယ်။ Brandford အသင်းက Brian Ambumu ကိုဂိမ်းမိုးတို့ခေါ်ယူနိုင်ဖို့ရန်နှိစက်နေရပါ။ Germany ခြေစိုက် Bild သတင်းဌာနရဲ့ဖော်ပြချက်အရဂိမ်းမိုးဟာတန်ဟက်ကိုင်တွင်နေတဲ့ Liverpool စီစဉ်တဲ့ဟာ Antony ကိုခေါ်ယူချင်နေတယ်လို့သိရပါတယ်။တဟကအန်တိုနီနဲ့ IS မှာရောဂိမ်းပါပါလက်တွဲခဲ့ဖို့တဲ့ဆရာတစ်ပည့်ရင်းနေပါတတင်းနေရဂိမ်းမိုးတို့ကလည်းအန်တိုနီကိုပြောင်းရွှေ့ပြီးပေါင်20တက်တန်းနဲ့ပေါင်25သန်းရရင်ကိုရောင်းထုတ်သွားမှာပါ ဂျာဝယ်ယူစင်ကပေးချေခဲ့ရတဲ့ပမာဏဖြစ်တဲ့ပေါင်80တန်းနဲ့ရှိမယ်ဆိုရင်ဒေါ်လီနေပါလို့နဲ့ပမာဏပါပဲ။ကဲဟာအန်တိုဒီရက်ဖိုစန်ချိုးတို့ရောင်းချခြင်းကနေပေါင်တန်းတရာဝန်းကျင်ရှာဖွေနိုင်ဖို့ရာရွေးချယ်ထားတဲ့အသိလေးဖြစ်ပါတယ်။